အီရန်နျူကလ িয়ার စကန်တွေကိုဘုံကျဲခဲ့တဲ့မင်းနိုင်ဟမ်မာစစ်စင်ရေးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ပင်တဂွန်စစ်ဌာနချုပ်ကသတင်းစာ ရှင်းလင်းပွဲတစ်ခုမှာထုတ်ပြန်သွားခဲ့ပါတယ်။ဂျွန်လာ22ရက်နေ့မနက်ပိုင်းကအမေရိကန်ရဲ့ B2 မဟာဗျူဟာဘုံကျဲလေယာဉ်ကြီးတွေဟာအီရန်ရဲ့ယူရေနီယံတန်းစင်စက်ရုံတစ်ခုကိုဝင်ရောက်ဘုံကျဲခဲ့ပြီးတစ်ချိန်တည်းလိုလိုမှပဲတခြားစက်ရုံတစ်ခုကိုတော့အမေရိကန်ရေတပ်က ချုံမဟော့ဒုံးကြီးတွေနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီစစ်စင်ရရဲ့ထိရောက်အောင်မြင်မှုအတိုင်းအတာနဲ့ပတ်သက်လို့အမျိုးမျိုးဝိဝါဒကွဲပြားနေပေမဲ့သမ္မတဒေါ်နယ်ထရန့်အပါအဝင်အမေရိကန်အစိုးရထိပ်ပိုင်းအရာရှိတွေကတော့ပြစ်မှတ်နေရာတွေကိုတိတိယယဖျက်ဆီးပြစ်နိုင်ခဲ့ကြောင်းအခိုင်အမာပြောဆိုထားပါတယ်။ဂျွန်လာ26ရက်နေ့ကတော့ကာကွယ်ရေးဝန်ကြီးပီဟတ်ဆန်နဲ့အမေရိကန်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂျီဒန်ဂိန်းတို့ဦးဆောင်ပြီးအဲ့ဒီမင်းနိုင်ဟန်မှာစစ်စင်ရင်နဲ့ပတ်သက်တဲ့အချက်အလက်အသစ်တွေကိုကြေညာခဲ့ပါတယ်။ ဟတ်ဆက်ကအမေရိကန်ဟာသမိုင်းတစ်လျှောက်မှာအလှဝက်ဆုံးနဲ့အရှုပ်ထွေးဆုံးစစ်စင်ရေးတစ်ခုကိုအအောင်မြင့်မြင့်အကောင့်ထဲပေါ်နိုင်ခဲ့တယ်လို့ပြောခဲ့ပေမဲ့အဆင့်အလုံးကိုတော့ရှင်းပြခဲ့ခြင်းမရှိပါဘူး။ကိန်းကတော့အဆင့်အမြင့်ဆုံးလက်နက်စနစ်တွေနဲ့စစ်ရေးနည်းပညာတွေကိုချိတ်ဆက်အသုံးပြုခဲ့ပြီးအဲ့ဒီစစ်စင်ရေးကိုဘလို့အကောင့်ထဲပေါ်ခဲ့တယ်လဲဆိုတာကိုရှင်းပြခဲ့ပါတယ်။ဒါပေမဲ့အီရန်ရဲ့နျူကလ িয়ার စကန်တွေကိုတိတိယယဖျက်ဆီးနိုင်ခဲ့တယ်ဆိုတော့တမရထရန့်ရဲ့ကြွေးကြော်မှုကိုတက်တေပြနိုင်တဲ့အချက်အလက်တွေတော့ ကင်းကတင်ပြမသွားခဲ့ပါဘူးသတင်းစာရှင်းလင်းပွဲမှာတော့ကင်းကဘုံကျဲလေရင်မှုတဲ့အကြောင်းနဲ့အဲ့ဒီစစ်စင်ရဲ့အတွက်အချံယူပြီးဘလို့ပြင်ဆင်ခဲ့တယ်လဲဆိုတာတွေကိုပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့ပါတယ်ကျဲချခဲ့တဲ့ဘန်ကာဖြတ်ဘုံတွေဟာပြမတ်ကိုတိတိကျကျထိခိုက်ပျက်စီးစေမှာတေချာအောင် အစွမ်းကုန်တွက်ချခဲ့ကြပြီးဒီချိန်မှာဆိုရင်အမေရိကန်သမိုင်းမှာစူပါကွန်ပျူတာတွေစုပြုံသုံးစွဲမှုအများဆုံးအခြေအနေထိရောက်သွားခဲ့တယ်လို့ကင်းကပြောပါတယ် 38နှစ်ကြာဇက်တိုက်ပြန်တန်းခဲ့ရတဲ့ဘုံကျဲမစ်ရှင်မှာပါဝင်ခဲ့တဲ့လေယံမှုတွေဟာအမျိုးသားတွေရောအမျိုးသမီးတွေပါပါဝင်ပြီးဘိုလ်ကြီးအဆင့်ကနေဘိုလ်မှုကြီးအဆင့်ထိလို့သူကပြောပါတယ်။ပြီးတော့လေတက်နဲ့မစ်ဇူရီပြည်နယ်အစောက်တက်ရဲ့လေတက်ဖွဲ့ဝင်တွေဖြစ်ကြပြီးအများစုဟာနီဗန်ဒါမှာရှိတဲ့လေတက်ရဲ့အဆင့်အမြင့်ဆုံးအကယ်ဒမီမှာသင်တန်းတက်ရောက်ထားသူတွေလို့လည်းဆိုပါတယ်။မစ်ရှင်အတွက်မထွက်ခွာခင်မှာလေယံမှုတွေဟာချစ်ခင်တဲ့မိသားစုဝင်တွေကိုတေးကြနှုတ်ဆက်ခဲ့ကြကြောင်း တို့ကိုယ်တိုင်အိမ်ပြန်ရောက်မရောက်ကြိုတင်ပြီးမသေးချာနိုင်ခဲ့ကြအောင်ကိန်းကပြောပါတယ်။လေရင်တွေအားလုံးမစ်ဇူရီကလေတက်စကန်စီချော့ချော့မော့မော့ပြန်ဆင်းသက်လာတဲ့အခါမှာတော့မိသားစုဝင်တွေကအလံတွေဝှေ့ရမ်းရင်းမျက်ရည်လဲရွှဲကြိုးဆိုခဲ့ကြရဲလို့လဲသူကပြောကြားသွားပါတယ်။အမေရိကန်ရဲ့ဘုံကျဲမစ်ရှင်မတိုင်ခင်ရပ်ပိုင်းလိုမာကလေးကအဓိကပြစ်မှတ်နေရာဖြစ်တဲ့ Ford Uranian တန်းစင်မှုမြေအောက်စကန်ကြီးကိုအီရန်ကကြံခိုင်ရေးအားဖြည့်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့လဲသိရပါတယ်။ Ford ဟာတောင်တလောအောက်မီတာ60အနက်မှာတိဆောက်ထားတဲ့မြေအောက်စကန်ကြီးတစ်ခုဖြစ်ပြီး American ရဲ့ဘုံးတွေဟာစကန်အပြင်ဘက်လေစစ်လေဝင်ပေါက်တွေတက်တက်ဝင်သွားအောင်ကျဲချခဲ့တာပါ။ဒါပေမဲ့ Iran ကအဲ့ဒီလေဝင်ပေါက်တွေရဲ့အပြင်ဘက်မှာ concrete ထပ်ကပြီးဖုံးကွယ်ဖို့စီစဉ်ထားခဲ့တယ်လို့ဆိုပါတယ်။အကုန်ကြိုတင်စီစဉ်ထားတဲ့အခြေအနေကနေနောက်ဆုံးမိနစ်ပိုင်းမှာတော့ Iran ရဲ့အခင်းကျင်းပြောင်းလဲမှုကြောင့်အရေးပေါ်ပြန်ချိန်ညှိရတာမျိုးကြုံခဲ့ပေမဲ့မျှော်မှန်းထားတဲ့အတိုင်း ပေါင်300တောင်းနေတဲ့အေယာမဘန်ကာဖြတ်ဘုံးကြီးတွေကိုပြင်းမှန်နေရစီ အမှားရုံးမရှိကျဲချနိုင်ခဲ့တယ်လို့ကိန်းကဆက်ပြောပါတယ်။ဒါဟာအမေရိကန်သမိုင်းမှာတော့အဲ့ဒီဘုံးတွေကိုပထမဆုံးအကြိမ်စစ်ဆင်ရေးအဆင့်ထုတ်သုံးတာလည်းဖြစ်လာပါတယ်။အဲ့ဒီဘုံးကျဲလေယာဉ်တွေအီရန်လေပိုင်နက်တဲမဝင်ခင်မှာအမေရိကန်ရဲ့တိုက်လေယာဉ်တွေကချန်ရန်စောက်ကြပေးခဲ့တယ်လို့ဒေသတွင်းမဟာမိတ်နိုင်ငံတွေမှာဖြန့်ကျက်ထားတဲ့ Patriot လေကြောင်းကားကိုရဲစနစ်တစ်ခုကလည်း အီရန်စီကတုတ်ပြန်ပြက်ခလာမှုတွေကိုပြက်ချဖို့အသိရှိနေခဲ့တယ်လို့ကိန်းကပြောကြားသွားပါတယ်။ကိန်းနဲ့ဟက်ဆတ်တို့ပြောဆိုသွားတဲ့အချက်အလက်တွေမှာ Fordo scan ချောင်းကိုပဲအဓိကဦးတည်ခဲ့ပြီးတခြား scan တွေဖြစ်တဲ့ Net Test နဲ့ Isfahan တို့ကိုတိုက်ခိုက်ခဲ့တဲ့အကြောင်းကိုတော့ဘာမှတေချာရှင်းပြမသွားပါဘူး။ Fordo မှာတော့အထဲကအပြက်စီးတွေကိုရှင်းဖို့အတွက်ခေါ်ပြားကြီးကြီးလိုလိမ့်မယ်လို့ဟက်ဆတ်ကမှတ်ချက်ပေးခဲ့ပြီးအထဲကိုဘယ်သူမှဝင်ရောက်ရှင်းလင်းဖို့မဖြစ်နိုင်တော့ဘူးလို့လည်းဆိုပါတယ်။ ကိန်းကအပြက်စီဘလောက်ရှိနိုင်တယ်လဲဆိုတဲ့မေးခွန်းတွေနဲ့ပတ်သက်ရင်စစ်ရေးနည်းမြေအပြက်စီစမ်းစစ်မှုတွေကိုစစ်တပ်ကလုံးမမဟုတ်ပဲထောက်လန်ရေးအတိုက်အဝန်းကတော့အဲ့ဒါကိုတောင်းဝန်ယူမှာဖြစ်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်စစ်တပ်ဟာကိုယ်အင်စာကိုလုတ်ခဲ့ပြီးအမှတ်ပေးတာကတော့ထောက်လန်ရေးဘက်ကကိစ္စလို့သူကပြောပါတယ်အီရန်နျူကလ িয়ার စကန်တွေကိုတိတိယယဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့ထရန့်ရဲ့မှတ်ချက်ကိုဟက်ဆက်ကအခိုင်အမာကာကွယ်ထောက်ခံခဲ့ပြီးသူအနေနဲ့စစ်စင်ရေးအောင်မြင်ခဲ့တယ်ဆိုတာကိုအာမခံနိုင်ကြောင်း စေဦးစည်းချုပ်နဲ့လောက်ခံအရာရှိတွေထောက်လန်ရဲ့အတိုက်အဝန်နဲ့တခြားဌာနဆိုင်ရာအရာရှိတွေပူးပေါင်းပြီးစစ်စင်ရေးကအမှန်တကယ်အောင်မြင်ခဲ့တယ်ဆိုတာကိုရှင်းပြနိုင်မဲ့အချက်အလက်ဆန်းစစ်မှုတွေကိုလည်းလုံးဆောင်နေကြောင်းပြောကြားသွားပါတယ်ရှင်။